အကုန်လုံးဖုံးကိုပိတ်ပြီးတော့ပြန်ဖွင့်လိုက်ပြီးတော့အစ်စ်ကပြန်လှုပ်လိုက်တာကျဖုံးထဲမှာအမိုက်ရှုပ်တာတွေများနေလို့ဖြစ်မှာရတယ်နော်အစဉ်ပြေတယ်နော်စမ်းမယ်ဒါခုနကပြရတဲ့ဟာကျွန်တော်ပြန်ဖြတ်လိုက်ပြီနော်မကောင်းလို့ဒါအစ်စ်ကနေပြန်သွားမယ်ကျွန်တော်တို့ဒီမှာ၄နောက်ပိတ်၅နောက်ပိတ်6နောက်ပဲเนาะအဲ့ဒီ4 5 6ကို ကျတို့ဒီရှိတ်တွဲနဲ့နောက်ပိတ်နဲ့က၄เนาะအဲဒီ၅ကိုရှင်းနှလုံး၄တင်းနောက်ပိတ်နဲ့ငါเนาะအဲဒီ၆ကိုရှင်းနှလုံး၄နှင်းနောက်ပိတ်နဲ့၆เนาะကျွန်တော်အဲ့လိုထည့်လိုက်ပါအဲ့လိုထည့်လိုက်မယ်ဆိုတော့အဲ့လိုထည့်လိုက်မယ်တဲ့အဲ့ဒီလိုထည့်လိုက်မယ်ဆိုတော့အဲ့ဒီမှာเนาะတော့ဒီ၃ညနောက်ပိတ်ကို 6ထိပ်စီ10နောက်ပိတ်ကို6ထိပ်စီเนาะအခုကျွန်တော်တို့ဒီ2နောက်ပိတ်ကိုတို့6ထိပ်စီနဲ့ကျွန်တော်တို့ထည့်ကြည့်မယ်ပေါ့เนาะအဲ6ထိပ်စီနဲ့ကျွန်တော်တို့ဘာလို့ထည့်လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ line နဲ့မှာခုနကကျွန်တော်ပြောတဲ့ line နဲ့မှာ6ထိပ်စီနဲ့ဘာလို့ထည့်လဲဆိုတော့ကျွန်တော်တို့ဒီနားမှာနှိပ်ရိုက်ကြိုက်เนาะကျွန်တော်တို့ဟုတ်တယ်တဲ့ အဲ့ဒီ၃လုံးကျွန်တော်တို့တုံညနော်တုံညရဲ့နှက်ခတ်ဗရိတ်ခွန်သူကနေအချိန်ငယ်ဆင်းလာလိုက်တို့ဒီ၃လုံးတုံညတုံညနှက်ခတ်ဗရိတ်ခွန်နော်တခါသူကနေအချိန်ငယ်ဆင်းလာလိုက်ရင်ကျွန်တော်တို့ဒီ၃လုံးတုံညတုံညရဲ့နှက်ခတ်ဗရိတ်ခွန်နော်အဲ့ဒီဗရိတ်ခွန်ကနေကျွန်တော်တို့နောက်နေ့၁၂၃၄၅၆ချိန်ဆင်းလိုက်ရင်ဒီဗရိတ်ခွန်ကိုကျွန်တော်တို့နောက်ပေါင်းခွန်လို့ကျွန်တော်တို့ကစားကြတယ် တခါကျွန်တော်တို့ဒီမှာဒီသုံးလုံးသုံးညသုံးညနှစ်ခတ်ဗရိတ်ခွန်ဗရိတ်ခွန်ကနေနောက်နှစ်6ကြိမ်ဒီနေ3 4 5 6ကြိမ်စင်အဲ့ဒီဗရိတ်ခွန်ကိုကျွန်တော်တို့နောက်ခွန်ထည့်ကျင်တာเนาะအဲ့ကျွန်တော်တို့ဒီမှာလဲသုံးလုံးသုံးညသုံးညနှစ်ခတ်ဗရိတ်ခွန်အဲ့ဒီဗရိတ်ခွန်ကိုနောက်နှစ်တစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်မှာကျွန်တော်နောက်ခွန်လို့ကျွန်တော်ထည့်ကျင်တာအဲ့တော့အဲ့ဒီနောက်ခွန်ကိုခုနကကျွန်တော်ပြတဲ့เนาะ2 6 1 6 3.6เนาะကျွန်တော်အဲ့ဒီလိုထည့်မယ်အဲ့အဲ့ဒီနောက်ခွန်လို့ကျွန်တော်တို့ကစားလိုက်တာ ਨੇ သူကဒီ၄ခါ၄ပါဝါအောက်၃ဘွဲကျော်မှာနောက်ပေါင်း9เนาะနောက်ပေါင်း9ကို3.9အတွဲသူ့ဆောင်းမှာနောက်ပေါင်းခွန်ကို2.5အတွဲကျွန်တော်ဒီလိုမျိုးတွေးထားတာဒုတိယကတ်မှာအဲ့ကျွန်တော်ဒီမှာတက်ခတ်ကြเนาะအဲ့ဒီမှာ၄ခါ၃ဘွဲကျော်မှာနောက်ပေါင်း9 3.9အတွဲနေပဲသူ့ဆောင်းမှာနောက်ပေါင်းခွန်เนาะအဲ့ဒီမှာ၄ခါ၃ဘွဲကျော်နောက်ပေါင်း9 အဲ့ဒီကိုနောက်ပေါင်း9ရက်ဆောင်းမှာနောက်ပေါင်း9 5အတွဲနော်4ခါ3ည9အတွဲနောက်ပေါင်း9ပေါ့နော်သူ့ဆောင်းမှာကျွန်တော်တို့နောက်ပေါင်း9ကို2 5အတွဲကျွန်တော်ထည့်ထားတယ်နော်အဲ့2နောက်ပဲရှိပြီပဲကျွန်တော်တို့ဒီစိုက်ကနောက်ပေါင်း9ဝင်ရမှာတော့2 5အတွဲအဲ့သူက9 3ည9အတွဲ2 5အတွဲ9 3ည9အတွဲ2 5အတွဲ9 3ည1အတွဲ2 5အတွဲအဲ့ဒီ လေးတိတ်စီရဲပါပါ နောက်ကိုးလို့ရိုက်တာနဲ့ထဲစီတောင်တော့လုံးကကိုးနော်အဲ့ဒီမှာလဲအဲ့လေးတိတ်စီတဲ့လေးခါဒီလေးခါရဲပါပါနောက်ပေါင်းကိုးလို့ဖြစ်လိုက်တာနဲ့ကိုးပါပါအဲ့နောက်ပေါင်းကိုးကိုထဲစီတောင်တော့လုံးကကိုးနော်အဲ့ဒီမှာနောက်ကိုးထဲစီတောင်တော့လုံးကလည်းကိုးအခုကျွန်တော်တို့ဒီလေးခါရဲပါပါနောက်ပေါင်းကိုးလို့ရိုက်လိုက်တာနဲ့သူ့ဆောင်းမှာ1 2 6ဆိုပြီးတော့ထဲစီတောင်တော့လုံးကိုး အဲ့တော့ခုနကျွန်တော်ပြတဲ့6ထိပ်နှစ်အပိတ်ကိုနောက်ပေါင်းခွန်နေဆိုရင်65နှစ်ဆိုတဲ့ခဏမ်းပဲသူကထွက်လာတယ်နော်အဲ့တော့ဒီ site က63 61 62လို့ကျွန်တော်ထည့်လိုက်တာ ਨੇ ခုနကကျွန်တော်ပြောတဲ့ဒီ line ကနောက်ပေါင်းခွန်နေဆိုရင်သူက65နှစ်ဆိုတဲ့ခဏမ်းတကွက်သူကထွက်တယ်အဲ့တော့အဲ့ဒီနှစ်နောက်ပိတ်ကအဲ့ဒီနှစ်နောက်ပိတ်ကကျွန်တော်တို့ဒီနားမှာ6ပိတ် 5ဗရိတ်4ဗရိတ်နော်တခါသူ့ဇောင်းမှာဗရိတ်3သူ့ဇောင်းမှာဗရိတ်3သူ့ရဲ့ဇောင်းမှာဗရိတ်3နော်3ဗရိတ်3ဗရိတ်3ဗရိတ်လို့စတယ်အဲ3ဗရိတ်ရဲ့အပေါ်မှာရှိတဲ့ခွန်ထိပ်စီးဒီခွန်နောက်ပဲ3ဗရိတ်ရဲ့အပေါ်ကခွန်ထိပ်စီးဒီခွန်နောက်ပဲနော်ဟိုဒီ3ဗရိတ်ရဲ့အပေါ်မှာရှိတဲ့ခွန်ထိပ်စီးရဲ့ခွန်နောက်ပဲလို့သူထွက်ထားတာရှိအဲ့ဒီခွန်နောက်ပဲရဲ့အောက်3ဘွဲကျော်မှာဗရိတ်3ဒီဇောင်းတစ်ဘွဲကျော်မှာ3ခါနောက်ဒီမှာခွန်ထိပ်စီးရဲ့ခွန်နောက်ပဲလို့ရိုက်တယ်အောက်2ဘွဲကျော်မှာထွက်တာ เนาะခွန်နောက်ဘက်ရဲ့နှစ်ပွဲကျော်ကဟောခွန်နောက်ဘက်ရဲ့နှစ်ပွဲကျော်မှာထွက်တဲ့ဗရိတ်ခွန်ဒီဇောင်းတစ်ပွဲကျော်မှာခွန်ခါဒါဆိုလို့ရှိရင်ဒီခွန်နောက်ဘက်ရဲ့အောက်နှစ်ပွဲကျော်မှာထွက်ထားတာနှစ်ဦးမှာကျွန်တော်တို့၅ဗရိတ်အဲ့တော့အဲ့ငါးပရိတ်ဒီအောက်ဆောင်တပွဲကျော်ကနေငါးပရိတ်ရဲ့ဆောင်တပွဲကျော်မှာသူကငါးခါလို့ထည့်လိုက်မှာဆိုရင်ခုနကကျွန်တော်ပြောတဲ့နောက်ပေါင်းခွန်ထည့်လို့ရတယ်နော်အဲ့ဒီ၃ပရိတ်ဒီ သုံးခါလို့ထည့်လိုက်တာနဲ့ကျွန်တော်တို့အပေါ်တဝင်းကြောမှာနှစ်ခါဆိုတာရှိတယ်။နော်။နှစ်ရပါပါနောက်တော့ဘုံလို့ပြန်ပြီးတော့ကစားတယ်။အဲ့တော့နှစ်ခါပြီးတော့ဒီခွန်ဒီခွန်ခါကိုထည့်လိုက်တာနဲ့အပေါ်တဝင်းကြောမှာသုံးခါရှိတယ်။အဲ့သုံးရပါပါနောက်သုံးလုံးကိုရှစ်လို့တူခဲ့တယ်နော်။အဲ့ဒီမှာကျွန်တော်တို့ဒီ၅ပြိတ်ကို၅ခါလို့ထည့်ခြင်း အပေါ်တမင်ကျော်မှာ၄ခါရှိတဲ့အတွက်၄ရဲ့ပါပါနောက်သုံးလုံးကိုအိုးလို့ထည့်မယ်ဆိုရင်ဒီဘွဲမှာနှစ်နောက်ပဲကစားလို့ရတယ်နော်အဲ့တော့နှစ်နောက်ပိတ်ကိုကျွန်တော်တို့ပြောခဲ့တဲ့နောက်ပေါင်း9နဲ့ဆိုရင်50နှစ်နောက်တွဲတွဲသွားလို့ရတယ်နော်အဲ့တော့ तू ကဒီဆိုင်မှာကဒီနှစ်ခါကျွန်တော်တို့ဒီ3ခါဒီ4ခါထည့်သွားပြီအဲ့နှစ်ပါပါနောက်သုံးလုံး9ကိုဒီနှစ်ခါကြောင့်ထိတ်သီးသုံးလုံးက နှစ်လို့သူပြန်ကစားသလားเนาะဒုတိယကပ်မှာ3ခါအဲ့ဒီ3ကို3ပါပါနောက်3လုံး8လို့ထည့်လိုက်တာ ਨੇ 8ရဲ့ပါပါထည့်စီ3လုံးက3လို့သူပြန်ထည့်သလားဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ4ခါတော့ထည့်သွားပြီ4ပါပါနောက်3လုံး6ခြင်းရင်2နောက်ပိတ်ထည့်ရမယ်เนาะအဲ့ဒီ4ကိုထည့်စီတောင်3လုံးသူက4လို့ကစားမယ်ဆိုရင်ဒီနေရာမှာ1 5 2ဆိုတဲ့ကဏ္ဍကသူကထွက်သွားလို့ရတယ် နော်အဲ့ဒီမှာတစ်ထိတ်နဲ့6ထိတ်နဲ့ကတော့သူကလူနေတယ်လို့ဖြစ်တာပေါ့နော်ကျွန်တော်တို့ကတော့ဒါဆိုင်အရာထည့်ပေးရတာ6ထိတ်နဲ့လည်းရတယ်လို့တစ်ထိတ်နဲ့လည်းရတယ်နော်နောက်တစ်ချက်က4ထိတ်နဲ့လည်းရတယ်နော်ဟုတ်ပြီလားအဲ့4ထိတ်နဲ့လည်းမလို့ရလဲဆိုတော့သူကအဲ့ဒီ line ထဲမှာစီနီယာအပြေးနဲ့သွားမဲ့ကောင်ရှိတယ်ကျွန်တော်ဒီအဲ ကျွန်တော်ဒီ၃ပရက်ရဲ့အောက်ဆောင်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့နေရော654เนาะ654ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ6တို့5တို့4တို့เนาะဒီဘရိတ်စီနေရအပြည့်ရှိတာဦးအဲအဲ့မှာကျွန်တော်ဒီနှစ်ကိုနှစ်ပါပါနောက်သုံးလုံးခွန်လို့ယူပြီးတော့ထဲသေးသုံးလုံးကလည်းကျွန်တော်ခွန်လို့ထည့်လိုက်ရင်ဒါ၄ထိပ်စီနဲ့ဒီကစားမှာเนาะ အဲ့ကျွန်တော်တို့ဒီမှာ3 3ပါပါဒီ3လုံး8လို့ထည့်လိုက်တာ ਨੇ ထည့်စီ3လုံးကိုကျွန်တော်တို့8လို့ထည့်မယ်ဆိုရင်3ထည့်စီ ਨੇ ကစားပါအဲ့ဒီမှာ4ဖြစ်ပြီအဲ့ဒီ4ပါပါနောက်3လုံး6လို့ထည့်လိုက်တာ ਨੇ ထည့်စီ3လုံးကိုကျွန်တော်တို့6လို့တခါတည်းထည့်လိုက်တယ်4ထည့်စီ ਨੇ ကစားပါเนาะအဲ့တော့4 5 2ဆိုတဲ့ခဏလေထည့်လို့ရတယ်เนาะဘာသူကဒီ4ထည့်စီကိုတော့ကျွန်တော်က သဘောကျတယ်เนาะအဲ့တော့အဲ့လေးထိပ်စီးကိုသဘောကျတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့၄၅နှစ်ဆိုတဲ့ခဏကကျွန်တော်မိတ်ဆွေတွေဟိုဟိုနှစ်ဥမာတွေကကျွန်တော်၄၅နှစ်မွေးဖို့ပေးထားတယ်เนาะငါးခါကြလာရင်သူ့အောက်မှာထိုးဆိုပြီးကျွန်တော်ပြောထားတယ်အခုအပေါ်မှာငါးခါလဲကြထားတယ်เนาะငါးခါအောက်မှာ၄၅နှစ်ဆိုတဲ့ခဏကိုလိုက်ထိုးဖို့ကျွန်တော်နှစ်ဥမာတွေကကျွန်တော်ပြောထားပြီးသားเนาะကျွန်တော်မိတ်ဆွေတွေမေ့လောက်ပါပေါ့အဲ့အဲ့ဒီ၄၅နှစ်ကိုကျွန်တော်ဒီ site နဲ့နည်းနည်းကျွန်တော်ပြန်ရှင်းပြเนาะ တော့85 85ကနေ2005 2005ကနေ25เนาะအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့နှစ်45ဆိုတဲ့ခဏအော်တိုလိုက်ပေါက်တယ်เนาะအဲ့2015 2005ခုနှစ်ထဲမှာလေ25เนาะသူကနှစ်ခါတော့ပေါက်တယ်နေတူတယ်အဲပေါ့ဘူးနာတစ်ခါပဲလားเนาะ25ဆိုတဲ့ခဏသူကအော်တိုလိုက်ပေါက်တာအဲ့အခုဒီ2025ခုနှစ်ဒီဒီပွဲမှာလေကျွန်တော်ကဒီမှာเนาะဒီ လေးငါးနှစ်ဒီဘွဲမှာကျွန်တော်ထည့်တော့မယ်အဲ့ तू ကအနည်း20ကြာပေါ့ဗျာနော်ကျွန်တော်တို့ဒီ85ခုနှစ်ထဲမှာပရိတ်တုံညာအပူခွနော် तू ကအပူဖြစ်ကမှာတုံညာပရိတ်အပူခွဘေးမှာကိုးခါလို့ထည့်တယ်နော်အဲ့ဒီကိုးခါရဲ့အောက်တဝဲကျော်မှာကိုးခါရဲ့ပါဝါပရိတ်၄လို့ तू ကထွက်ပြီးတော့မှာသူ့ရဲ့အောက်မှာအဲ့ဒီ25လေးပတ်လေ तू ကထွက်တယ်ပေါ့ဗျာနော်အာထွက်နေတယ် ထက်သွန်းနေကျွန်တော်တို့ကြားထဲမှာ၅တလုံးကြော်လိုက်ဒုတိယ၅တလုံးကိုတွားလိုက်2005ခုနှစ်ထဲမှာခုနကတုံညာပရိတ်ပြီးတော့ဒီမှာ၉ပရိတ်နဲ့သူကအပူကစားတယ်သူ့ဘေးမှာ၉ခါလို့ရိုက်တယ်အဲ့ဒီ၉ရဲ့ပါ၉ခါရဲ့အောက်တပွဲကြော်မှာဒီ၉ခါရဲ့ပါဝါပရိတ်၄လို့ထွက်ပြီးမှသူ့ရဲ့အောက်မှာ၂၅၄ဆိုတဲ့ခဏတပွဲလိုက်ထွက်တယ်နော်အဲ့တော့အနေကျွန်တော်တို့ဒီ9ကနေကြားထဲမှာ9တလုံးကြော်လိုက်ဒုတိယနောက်ဆုံး9ဆုံး2025ထဲမှာ ဲ့တော့တုံညပရိတ်၉ပရိတ်အခု၈ပရိတ်နဲ့အပူသူထွက်တယ်နော်သူ့ရဲ့ဘေးမှာ၉ခါလို့သူထည့်တယ်အဲ့ဒီ၉ခါရဲ့အောက်တဝဲကြော်မှာဒီမှာ၄ပရိတ်မဖြစ်သွားဘူးဘာလို့တော့ဆိုတော့ဒီအောက်မှာ၄ခါဖြစ်နေတယ်၄ပါဝါပရိတ်၉လို့သူထည့်သွားတာနော်အဲ့၄ပါဝါပရိတ်၉လို့သူထည့်သွားတာ ਨੇ သူ့ရဲ့အောက်မှာကျွန်တော်တို့ကဒီ၄၅နှစ်အားဆိုတဲ့ခဏကိုလိုက်ပြီးတော့ဒါထိုးလို့ရပြီနော် အခုနကကျွန်တော်ပြောခဲ့တဲ့ဒီ line လေးကကျွန်တော်တို့တစ်ထက်ယူယူပေါ့ဗျာနော်သူကဒီနှစ်ကိုအရှိခံပြီးကျွန်တော်တို့ကစားတာဟုတ်နော်နှစ်ကိုအရှိခံပြီးကစားတော့နှစ်ပါဝါခွန်လို့ဖြစ်ရင် ထိတ်သုံးလုံးကခွန်ရိုက်တယ်နော်အဲ့ဒီသုံးပါဝါရှစ်လို့ဖြစ်ရင်ထိတ်သုံးလုံးကရှစ်လို့ရိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ၄ခါထည့်ထားတဲ့အတွက်၄ပါဝါ၉လို့ထည့်ရင်ထိတ်သုံးလုံးက၉နဲ့နောက်ပေါင်းကခွန်နဲ့ဆိုရင်၄၅နှစ်ဆိုတဲ့ဒီကဏ္ဍမစိုးဘူး နော်ဒါတတိထားဖို့ကျွန်တော်ပြောပြတယ်အဲ့ဒီ site ကကျွန်တော်တို့ဒါနော်အဲ့ဒီ site ကကျွန်တော်တို့နောက်ပေါင်းခွန်ယူတယ်နော်အဲ့ဒီဇလန်းနေတယ်မှာကျွန်တော်တို့နောက်တစ်ချက်တကယ်လို့ပေါ့နော်ကျွန်တော်ပြောတယ်လို့ဒဲမထွက်ပဲနေပက်လေထွက်လာရင်တော့ကျွန်တော်လည်းမပြောတတ်အဲ့ပက်လေထွက်မဲ့ site တစ် site ကျွန်တော်ပြောပြတယ်ကျွန်တော်2000 ငါဆက်ငါဆက်ငါနော်အဲ့ဒီနှစ်တည်တဲ့မှာသူကထူးခြားချက်တွေပါရှိလဲဆိုတော့ပြီးခဲ့တဲ့ဘွဲကဒါကိုတွေ့တယ်ဒါကြောင့်မို့ကျွန်တော်အပူအပူကိုကျွန်တော်တိုက်တော့လေပြန်ကြခဏခုနှစ်နှစ်ကိုကျွန်တော်သွားထည့်တာဟုတ်နော်အပူ71ပြိတ်လဲကျွန်တော်ပြောတယ်လေခွန်ထိုက်နဲ့ရှိတနှစ်ကျော်ကနန်းလို့လဲကျွန်တော်ပြောတယ်ပြန်ကြလဲပြောတယ်အဲ့ဒီမှာကျွန်တော်ခုနှစ်နှစ်ကိုကျွန်တော်ဒုတိယအကြိုက်ထဲမှာထည့်တာဘာလို့ထည့်တော့ဆိုတော့ဒီ2005ခုနှစ်ထဲကအာ ကျွန်တော်တို့နောက်ပေါင်းခွန်ရဲ့အောက်မှာခွန်နှက်ခတ်၃ညပရိတ်လို့ရိုက်ပြီးတာနေသူ့ရဲ့အောက်မှာခွန်ခါနဲ့ဒဲခွားတစ်ခွတ်ထွက်တယ်နော်အဲ2015ခုနှစ်ထဲမှာလည်းအဲ့ဒီအတိုင်းပဲနောက်ပေါင်းခွန်လို့ရိုက်တာနေခွန်ရဲ့နှက်ခတ်၃ညပရိတ်လို့ထွက်တယ်သူ့ရဲ့အောက်မှာ6ခါနဲ့ဒဲခွားထွက်တယ်နော်အပြီးခဲ့တဲ့ဘွယ်ကကျွန်တော်တွေ့တယ်ဒါပေမဲ့ကျွန်တော်က9ခါနဲ့အပူဖောက်မကြိုက်ဘူးနော်ကျွန်တော်လိုချင်တာကခွန်ထိတ်ကူနဲ့ပြန်ကြတနှစ်ကျော်ခန်းန်းကိုကြိုက်တာဟုတ် ဲ့တော့အဲ့လိုမျိုးတွားပြီးတော့ဟိုခွန်ခါ6ခါ9ခါကိုကျွန်တော်မယူတော့ပဲနဲ့ခွန်နှစ်နှစ်ကိုပဲကျွန်တော်အရယူချလိုက်တာအဲ့တော့ဒီမှာနောက်ပေါင်းခွန်ထွက်တယ်ခွန်နှစ်ခါ3ညပြိထွက်တယ်သူ့အောက်မှာ9ခါနဲ့ဒဲခွဆိုပြီးချသွားတယ်နော်ချသွားတော့အဲ့ဒီ site မှာကျွန်တော်တို့သူ့ရဲ့အောက်မှာနော်ကျွန်တော်တို့ဒီ3လုံးပုံသေးနှစ်လို့ရဲလိုက်တာနဲ့နှစ်နှစ်ခါ4နောက်ပိတ်နဲ့သူထွက်တယ်နော် နှစ်နောက်က၄နောက်ပိတ်နဲ့သူထွက်တယ်။တခါဒုတိယကမှလည်းအဲ့ဒီတိုင်းပဲ၆ခါနဲ့ဒဲခွာထွက်ပြီးတာနဲ့အထက်စီ၃လုံးက6တို့ခွန်တို့8တို့ကစားတာရှိသေးတယ်နော်ဒီ3လုံး6တို့ကျွန်တော်ဒီမှာဒီ3လုံးခွန်တို့တခါဒီ3လုံး8တို့သူကစားထားတာရှိသေးတယ်ဒါတွေကကျွန်တော်တို့မလူအပ်တော့လို့မပြောတော့အဲ့တော့ဒီ site ကဒီ3လုံး2ရရင်2နှစ်ခတ်4ပိတ်ပါပဲ ဒီမှာလည်းဒီသုံးလုံးနှစ်လို့ရိုက်လိုက်တာနဲ့နှစ်နှက်ခတ်၄ပိတ်တာပဲเนาะအဲ့တော့ဒီမှာကျွန်တော်တို့နှစ်ဖြစ်အောင်ငားထည့်လိုက်တာနဲ့နှစ်ရဲ့နှက်ခတ်၄ပိတ်မယ်ဆိုရင်ဒါ94အခွာကြီးဖြစ်သွားတယ်เนาะဒါကသတိထားဖို့ပြောတာအဲ့ကျွန်တော်ကငါးနှစ်လေးလေးငါးနှစ်ပေါ့เนาะဒီကနန်းပဲကျွန်တော်နည်းနည်းဦးစားပေးပြီးတော့ကစားမယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဘွယ်တော့ငါဘာလို့ဒီနှစ်ထိတ်ကိုမကင်လဲဆိုတော့နှစ်ထိတ်ကကျွန်တော်က လေးလုံးမြောက်နှစ်ထိတ်ကိုကစားကျင်တာဟုတ်အဲလေးလုံးမြောက်နှစ်ထိတ်ကိုမထွက်ဘူးနဲ့သူကဘယ်လိုဖြစ်သွားတော့ဆိုတော့ကျွန်တော် နှစ်ဦးမှာကျွန်တော်တစ်ခါနဲ့ကွာလေးရှိတယ်ပေါ့ဗျာနော်နှစ်ဦးမှာတစ်ခါနဲ့ကွာလေးဒါတည်းကျွန်တော်အထူးပြောစရာမလိုတော့ဘူးနော်လိုင်းကမကောင်းဝါနေတယ်ကျွန်တော်ဘက်ကမကောင်းတာလားကောင်းသွားပြီကောင်းသွားပြီနော်ဟုတ်ပြီခုနကကျွန်တော်ပြတာတော့ကြည်ော်ကြည့်လိုက်ရတယ် အဲ့တော့အဲ့ဒီနှစ်ဦးတစ်ခါနဲ့ဂွား၄နှစ်ထဲမှာနော်နှစ်ဦးတစ်ခါနဲ့ဂွား၄နှစ်နှစ်ထဲမှာဟိုသူ့ရဲ့နောက်နှစ်မှာပေါ့နော်ကျွန်တော်ပြောခဲ့တဲ့6တစ်နော်နှစ်ပိတ်မှာ၃ညထိပ်စီတစ်ခါတစ်ခါရဲ့ဂွား၄နောက်နှစ်မှာကျွန်တော်တို့6တစ်ပြီးတော့ခွန်နှစ်ပါပါခွားတယ်အောက်တပွဲကြောင့်မှာတစ်ထိပ်စီနော်အခုကျွန်တော်တို့နှစ်ဦးတစ်ခါရဲ့နောက်နှစ်မှာကျွန်တော်တို့ပြောခဲ့တဲ့၈၃ အောက်တပွဲကြုံမှာနှစ်ထိပ်စီနော်ဒီ line တွေကကျွန်တော်ပြဘူးတယ်နော်ကျွန်တော်ပြဘူးတယ်ကျွန်တော်ဘာလို့ပြီးခဲ့တဲ့ပွဲကနှစ်ထိပ်ကိုမကင်လဲဆိုတော့ဒီတုံညာသည်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့တုံညာ၄လုံးကြာနော်တစ်လုံးကြာတယ်နှစ်လုံးကြာတယ်သုံးလုံးကြာတယ်၄လုံးမြောက်ဒီမှာမှသူကကြာတယ်နော်အဲ့ဒီ၄လုံးမြောက်သူကြာလိုက်တာ ਨੇ တစ်ထိပ်စီရဲ့အောက်မှာပဲသူကြာတယ်နော်တစ်ထိပ်စီရဲ့အောက်မှာပဲကြာတယ်နော် ဲ့ကျွန်တော်တို့ဒုတိယကပ်မှာခွန်နှစ်လို့ရိုက်ပြီးအောက်တဝဲကျော်မှာနှစ်ပိတ်မှာတစ်ထိတ်လို့ထည့်တယ်เนาะသုံးရပြီးတော့တစ်အဲ့ဒီတစ်ဒီနောက်နှစ်မှာကျွန်တော်တစ်ထိတ်စီ၄လုံးเนาะနှစ်မှာကဘာလေးရိုက်ခဲ့တာဟုတ်နှစ်မှာကဘာလေးရိုက်ခဲ့တော့သူ့ရဲ့နောက်နှစ်မှာအဲ့ဒီတစ်ဒီတစ်ထိတ်စီ၃လုံးနှစ်လုံးเนาะ၃လုံး၄လုံးမြောက်ကြတဲ့တစ်ထိတ်စီဒီတစ်ထိတ်ရဲ့အောက်မှာပဲသူကြတယ်ဟုတ်ပြီ။ဒါပြင်ကျွန်တော်တို့38ပါပါ နော်သူရဲ့နောက်နေမှာရှစ်ကလေးလုံးနောက်ဆုံးကြားတဲ့ရှစ်ဒီရှစ်ခွဒါကျွန်တော်ပြောပြီးသားအဲ့ဒီရှစ်ရဲ့အောက်တပွဲကြုံမှာတုံညထိတ်တစ်ထိတ်ပြီးတော့နှစ်ထိတ်လို့ရိုက်တယ်ဒီနှစ်ဒီသူ့ရဲ့နောက်နှစ်မှာနှစ်ထိတ်စီကတစ်လုံးနှစ်လုံးနှလုံးပဲကြာသေးတာနော်အောက်မှာအဲ့ဒီနှစ်ထိတ်ကမလာသေးဘူးမလာတော့ကျွန်တော်ဩလေးလုံးမြောက်နှစ်ကမှကျွန်တော်ကတစ်ထိတ်စီရဲ့အောက်ထည့်ချင်တာအခုသူကသုံးလုံးမြောက်နှစ်ကိုတစ်ထိတ်စီရဲ့အောက်မှာသူထည့်သွားတာ နော်ဒါသုံးလုံးပဲရှိသေးတယ်နောက်တစ်လုံးကြအောင်မလားဆိုတော့ကျွန်တော်တို့မကြလို့မရတော့ဘူးဘာလို့မရတော့ဆိုတော့အဲ့ဒီ site မှာကျွန်တော်တို့ကတခါလေကြာရင်ဆက်ကလနာ၃သိန်းနေဆိုတာလေးတွေอ่ะနော်ဒါပေမဲ့ကျွန်တော်တို့ကဆက်ကလနာကိုမကြိုက်တာဖြစ်နေအဲ့ဒီ၃ညကနောက်နှစ်မှာ तू ကနောက်ပေါင်း၈ဘေးမှာအဲ့ဒီ၃ညထိတ်ကစကြတာကြပြီးတာနဲ့သူ့ရဲ့အောက်မှာ၁၂၃၄လုံးเนาะအဲ့ဒီ၄လုံးမြောက်ဒီတစ်ထိတ်အောက်မှာကြတယ် ဒုတိယကတ်မှာလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့သူ့ရဲ့နောက်နှစ်မှာတိတ်ထိတ်စီစားကြနောက်ပေါင်းရှစ်ပြီးမှပဲကြတယ်အဲ့ဒီတစ်ဒီတစ်လုံးနှလုံးသုံးလုံးလေးလုံးနောက်ဆုံးတစ်ဒီတိတ်ထိတ်အောင်မှသူဖြစ်လာမယ်ဘာလို့တိတ်ထိတ်အောင်မှဖြစ်လဲဆိုတော့နှစ်ဦးမှာတစ်ခါတွေသူထည့်ခဲ့တာနော်တစ်ခါတွေထည့်ခဲ့တာတစ်ခါတွေသူထည့်ခဲ့တာအဲ့တော့ဒီတုံညက်ဒီဘာလို့လေးလုံးကြလဲဒီမှာကွာလေးသူရိုက်ခဲ့တာနော်ဒီမှာကွာလေးသူရိုက်ခဲ့တာအဲ့ဒီမှာသူကွာလေးသူကစားခဲ့တာ အဲ့ဒီမှာ ကျွန်တော်ကဘာလို့ပြီးခဲ့တဲ့ဘွဲကမကစားလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့အပေါ်မှာကျွန်တော်တို့ငါးလေးလေးရှိပါတော့ငါးလေးလေးဆိုတဲ့ခဏရှိတခါသူ့ရဲ့အပေါ်မှာကျွန်တော်တို့နှစ်တုံညာ6ဆိုတဲ့ခဏရှိနော်အဲ့ဒီနှစ်ဒီကျွန်တော်တို့ဒီနောက်ပေါင်း၈ရက်ဘေးမှာဒီနှစ်ထိပ်စီစကြခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီနှစ်ဒီကျွန်တော်တို့လေးလုံးပြည့်သွားပြီတစ်လုံးနှစ်လုံးဒီမှာနောက်ပေါင်း၈ဘေးမကြဘူး နော်နှစ်လုံးဒီမှာတစ်လုံးဆိုသုံးလုံးအခု1ထိတ်စီကြတဲ့အောက်မှာနှစ်တစ်လုံးထပ်ထည့်သွားပြီဆိုရင်ဒီနှစ်ဒီနှစ်ဒီလေးလုံးပြည့်သွားပြီနော်အဲ့ကျွန်တော်တို့နှစ်ဦးမနစ်ကနှစ်တုံညာကိုနှစ်ဦးမှတင်ရေးရင်အဲ့ဒီကဏ္ဍဒီနောက်ပေါင်း၈ပေးမှာနှစ်ထိတ်စီစကြတယ်လို့ယူဆလိုက်ရင်ပြည့်ပွဲရပြတ်သွားပြီနော်အဲ့အဲ့ဒီမှာဘာပြောချင်တုန်းဆိုတော့ဆရာကြီးလေတန်နဲ့ပြောလိုက်အောင်ဆရာကြီးလေတန်နဲ့ပြောလိုက်အောင်အဲ့ဒီတုံညာလေးလုံး ပြေးသွားတော့တိတ်ထိတ်စီအောက်မှာသူပြေးတယ်သူ့ရဲ့အောက်မှာ40နှစ်အခွထွက်တယ်နော်၄နှစ်နှစ်ခါအခွပဲရိုက်တယ်ရိုက်ပြီးရင်တပင်ကြော်မှာရှိတဲ့နှစ်ခါဒီနှစ်ခါနဲ့သူထွက်တယ်၄နှစ်နှစ်တခွတည်းထွက်တယ်နော်အဲ့တော့ကျွန်တော်တို့1 3 4လို့ယူလို့ရတယ်ဒါဆိုရင်ဒုတိယကပ်မှာတိတ်ဒီတစ်လုံးနှစ်လုံးသုံးလုံး၄လုံးမြောက်ပြေးပြီးတိတ်ထိတ်အောက်မှာပဲသူကပြေးတယ်နော်တိတ်ထိတ်အောက်မှာပဲသူကပြေးသွားတယ်ပြေးပြီးတော့နေသူ့ရဲ့အောက်မှာ၄ထိတ်စီထွက်တာပဲနှစ်နောက်ပိတ်တာပဲ တပင်ကျော်တုံညာခါသည်ခါနဲ့ကစားတာပဲเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဒီတကယ်လို့တစ်ထည့်စီအောက်မှာအဲ့ဒီနှစ်ဒီလေးလုံးပြီးသွားပြီလို့ယူလိုက်ရင်သူ့အောက်မှာဒီပွဲလေးထည့်စီကစားလေးထည့်စီကစားရင်လေးနှစ်ခါနှစ်နောက်ပိုင်းနဲ့ရိုက်မယ်တပင်ကျော်၅ခါသည်၅ခါနဲ့ထွက်မယ်ဆိုရင်လေး၅နှစ်တဲ့တစ်ပွဲတည်းထွက်တယ်เนาะအဲ့ကျွန်တော်ကပြန်ရည်ကြည့်တယ်အဲ့ဒီလေးဒီအဲ့ဒီနှစ်ထဲမှာလေးတစ်လုံးနှစ်လုံး နှလုံးနော်သုံးလုံးလေးရသုံးလုံးသူထွက်ထားတယ်နော်ဒုတိယကပ်မှာအဲ့လေးဒီတစ်လုံးနှလုံးနော်နှလုံးပဲထွက်တယ်ဒါဆိုရင်ဒီလေးဒီသုံးလုံးမြောက်လေးဒီလေးဒီနှလုံးမြောက်လေးဒါဆိုရင်ဒီနေရာထွက်မဲ့လေးဒီပထမအ우ဆုံးထွက်တဲ့တစ်လုံးမြောက်လေးထိပ်စီဖြစ်ကြမှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဖြေရရှင်းရှင်းလေး ဖះရှင်းရှင်းလေးဖြစ်သွားရောဖြစ်သွားတော့ဘောပင်အဖုံးမပင်နားရောက်တော့အဲ့ဒီလေးကိုကျွန်တော်ကခုနကပြခဲ့တဲ့ခုနကပြခဲ့တဲ့ဘယ်ရောက်သွားတော့ခုနကပြခဲ့တဲ့ဒီ site နဲ့ကျွန်တော်ကစားခြင်းတာ ဲ့တော့ကဒီနှစ်ကိုထိတ်သုံးလုံးနှစ်ဆိုပြီးတော့နှစ်ပါပါခွန်လို့ယူလိုက်ရင်တော့လွယ်လွယ်လေးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလိုမယူတော့ဘူးဒီနှစ်ကိုနှစ်ပါပါခွန်လို့ထည့်မယ်နော်နှစ်ကိုခွန်လို့ထည့်ပြီးတာနဲ့အဲ့ဒီခွန်ကိုထိတ်သုံးလုံးခွန်လို့ထည့်မယ်ဒီပရိသုံးတီခါလို့ကျွန်တော်ထည့်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီသုံးခါ3ပါပါ8လို့ထည့်မယ်ထိတ်သီး3ကိုလည်း8လို့ထည့်မယ်ဒီပရိတ်ခွန်ဒီခွန်ခါလို့ကျွန်တော်ထည့်မယ် ဒါတော့ရင်အခုကျွန်တော်တို့ဒီညမှာ၄၄ရဲ့ပါဝါနောက်၉လို့ထည့်မယ်။အဲ့ဒီ၉ကိုထည့်၃လုံး၈၄ဆိုပြီး၉မယ်။အဲ့ဒီ၉လို့ထည့်ရင်ဒီပရိန်၅သည်ဒီဘက်မှာ၅ခါနဲ့ဆို၄၅၂ဆိုတဲ့ကနေတက်တော့ထည့်ပါတယ်။နော်။အဲ့ကျွန်တော်မိတ်ဆွေကြီးကြိုက်ရင်ကစား။အဲ့ဒီ၄ကနော်ဒီ၄ကကျွန်တော်တို့ဒီမှာဒါတလုံးနော်။၂လုံး၃လုံးမြောက်၄ အဲဒီမှာကြတော့၄ကဒီမှာတစ်လုံးနှစ်လုံးเนาะအခုကျွန်တော်တို့ဒီနေရာမှာ၄ထည့်ကြီးစကြရမယ်ဆိုရင်ဒီနေရာမှာကြရလို့ရတယ်เนาะအဲကျွန်တော်ချေရကောက်ပြခဲ့တဲ့အတိုင်း၄၅နှစ်ဆိုတဲ့ခဏကသူကဒဲ့ပဲသူကထွက်သွားတယ်ပေါ့ဗျာเนาะအဲကျွန်တော်မိတ်ဆွေတွေကြားရင်ကစားနောက်၄၅နှစ်ကိုကျွန်တော်ဘယ်ဆိုင်နဲ့မွေးကနန်းပြဘူးလဲဆိုတော့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ကစားပြခဲ့တဲ့အလိုက်ရှိတယ်เนาะပြောတော့တုံညပါဝါ၅ဗရက်ရိုက်တယ်သူကနေ တစ်နှစ်ကျော်မှ449ဆိုတယ်လေးထိပ်စီးနဲ့449ဒီနောက်နှစ်မှာ449လို့သူထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့သူ့ရဲ့နောက်နှစ်မှာသူ့ရဲ့နောက်နှစ်မှာတဲ့เนาะကျွန်တော်တို့ဒီမှာ942ဆိုတဲ့ခဏเนาะသူကအော်တိုလိုက်ထွက်တယ်အဲနောက်တစ်ခါကျွန်တော်တို့တုံညပါပါ9ပြိရိုက်တယ်တနစ်ကျော်က6ထက်ရေဒီနောက်တွဲ1 1ကေ6 1 1ဒီနောက်နှစ်မှာ6 1 1လို့ထွက်တယ် ထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့9-4နှစ်ဆိုတဲ့ခန်းန်းတည်အော်တိုကိုသူကလိုက်ထွက်တယ်နော်အခုကျွန်တော်တို့ဒီမှာ3-5ပြိပဝါရိုက်တယ်3-5ထက်ရနောက်တွဲ4-4ရ3-4နောက်နှစ်မှာထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့9-4နှစ်အော်တိုထွက်ကမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်နော်ဒီလိုမျိုးကျွန်တော်ပြောခဲ့တာရှိတယ်ဒါနှစ်ဥမာတည်းကကျွန်တော်ပြောခဲ့တာအဲ့အဲ့ဒီထဲမှာနောက်တစ်ချက်ပါပါလဲဆိုတော့ ျွန်တော်ဒီ9လေးနှစ်ထွက်တဲ့လိုက်ထွက်တဲ့နှစ်ကနေရှိဦးကျွန်တော်တို့1 2 3 4 5 6 7 12နှစ်မြောက်သွားလိုက်ရင်9 3 9ဆိုတဲ့ထည့်စီ3လုံးဒီဒီ9လေးနှစ်အော်တိုလိုက်ပေါက်တဲ့နှစ်ထဲမှာ9 9 3လို့သူလိုက်ပြီးတော့ထွက်တယ်ဒါဆိုရင်ဒီမှာလဲ9လေးနှစ်အော်တိုပေါက်ပြီးထားလိုက်တော့เนาะသူကနေ1 2 3 4 9689712နှစ်မြောက်ထဲမှာ83ဆိုတဲ့83ဆိုတဲ့ကဏ္ဍထည့်စီ3လုံးဒီငါလေးနဲ့အော်တိုလိုက်ပေါက်မဲ့နှစ်ထဲမှာ83လို့သူကလိုက်ပတ်တယ်เนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ9000ညပါဝါရိုက်ပြီး3000လေးလေးလဲထွက်ပြီးသူ့ရဲ့နောက်နှစ်မှာ9000နှစ်ကျွန်တော်တို့အော်တိုလိုက်ပြီးတော့ကျွန်တော်တို့ထွက်ကြမယ် အဲ့တော့ तू ထွက်မယ် तू ကနေကျွန်တော်တို့ချိတ်ကိုရေးကြည့်လိုက်1 2 3 4 5 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဆက်နဲ့နေမြောက်ကနှိဥမကဏ္ဍ၄၅၂ဆိုတဲ့အဲ့ဒီထိပ်စီသုံးလုံးဒီဒီနှစ်ဆက်နဲ့နေမြောက်သေးဘူး၄၅၂လို့လိုက်ထွက်ကြမယ်ဆိုပြီးတော့ကျွန်တော်ဒီအချိန်မှာကျွန်တော်ကစားခိုင်းနေတယ်သူ့ရဲ့အောက် ကျွန်တော်ကစားခိုင်းနေမလာသေးဘူးเนาะနောက်တစ်ခါကျွန်တော်တို့ဒီ၃နှစ်၄ပွဲတုန်းကကျွန်တော်တို့ကစားခိုင်းနေတော့တော့၄ငါးနှစ်မထွက်ဘူးเนาะကျွန်တော်၃နှစ်၄ထွက်ပါတယ်အဲ့ကျွန်တော်တို့အခုဒီပွဲမှာတကယ်လို့ဒီ site အတိုင်းမြန်ကစားခဲ့မယ်ဆိုရင်เนาะကစားလို့ရတယ်เนาะဟုတ်ပြီလားကဲအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲကြိုက်ရင်လိုက်ထိုးပါเนาะမကြိုက်ရင်လည်းကြော်သွားလိုက်ပါ ဘယ် site ကမှတော့အပိုင်ရလို့တော့မပေးဘူးပေါ့ဗျာနော်ကျွန်တော်တို့လည်းစူးစမ်းပြီးတော့တွက်ပေးတာပဲစူးစမ်းတဲ့ဂျားတွေကပဲလွဲနေတာကျွန်တော်လည်းမတတ်နိုင်ဘူးနောက်ထပ်ငါးလေးနှစ်မွေးစိုက်တွေအများကြီးရှိတယ်နော်အဲကိုရိုနာတွေကရှာလို့မတွေ့တော့ဘူးကျွန်တော်တမီယူဆော့လိုက်လို့ကုန်ပြီအဲကိုရိုနာတွေကသူကယူပြီးအယုတ်တွေဆွဲပြီးတော့ယူဆော့လိုက်တော့အဲငါးလေးနှစ်မွေးစိုက်က15စိုက်ရောက်ရှိတယ်အခုတစ်စိုက်မှရှာမတွေ့ဘူး ်ခုနကတဆိုင်ပဲတွေ့ခုနကတဆိုင်တော့မှာအဲ့ပြီးခဲ့တဲ့ဘွဲရကျတော့တစ်ခွန်ရှင်ဝေကနံပြန်ချရင်းနဲ့သူ့ကိုတွေ့တာနောက်ပြီးတော့သုံးနှလုံးကြံတယ်သုံးနှလုံးကြံတာကဒီဘွဲမှာမြန်ထွက်လာခဲ့ရင်ကျွန်တော်တို့အဲ၃၅နှစ်တို့ပါလို့ပေါ့နော်ဒါလေးတတိထားအခုက23ချိန်နော်ကျွန်တော်တို့20နဲ့ င်တန်းတော့ဒဲ့ပါဗျာနော်၄၅နှစ်เนาะတဲ့ထဲမယ်နောက်တစ်ခါတို့လေးထိပ်စီလာရင်စုံသုံးလုံးအပူးเนาะအဲ့ဒါမှာတို့ဒီကနန်းမမေးနဲ့လေးလေးတုံညာပေါ့เนาะဒီလေးတုံညာလေးတုံညာလေးဒီကနန်းမမေးနဲ့နောက်ခုနကကျွန်တော်ပြောတဲ့6ငါနှစ်နဲ့တငါနော်တူတူတာပဲရှိတယ် ဒီကနန်းကတော့အဓိကကျွန်တော်တို့ထားပြီးတော့ထိုးစေခြင်းနဲ့နော်ဒါအဓိကကနန်းပဲကျွန်တော် organ ကိုဒီကနန်းပဲထောက်ပိုင်းနော်ဒီကနန်းပဲကျွန်တော်တဲ့ organ ထုတ်မယ်နော်ဒါအဓိကပဲသူများရင်အစိုးရကျွန်တော်ပြလာတယ်နော်နောက်မှ၃နောက်ပိတ်ကြိုက်တယ်ဆိုရင်ကျွန်တော်တို့၄၆၃ဒါထိုးလို့ရတယ်เนาะဘာလို့လဲဆိုတော့၃နောက်ပိတ်ကြရင်အပေါ်ကနေ1ချိန်နဲ့ကြဆိုတော့ အဲ့ကောင်က463နဲ့943 943ကြတော့မကြိုက်တော့ဘူးစီနီယာကနေဖြစ်လေးထိပ်စီရှိတယ်ဆိုရင်463อืม463မဆိုးဘူးเนาะဒါတတိထားဖို့ဗျာเนาะ နှစ်ထိပ်ကပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ကပေါ့လေပေါ့လေဆိုတာလေခွန်ထိပ်ကိုကြိုက်တာများတော့လွဲနေတာမတည့်သေးလို့ဟုတ်တယ်ဗျာနော်လွဲနေတာမတည့်သေးလို့ကျွန်တော်လဲကျွန်တော်ကပေါ့တယ်ပြီးခဲ့တဲ့ဘွယ်ကခုနကျွန်တော်ပြောပါတယ်ကျွန်တော်ပေါ့တယ်အိတ်ကတ်အပေါ်အိတ်ကတ်ကောအောက်အိတ်ကတ်ကောကျွန်တော်အိတ်ကတ်ရှိသမျှအကုန်ပေါက်သွားတယ်ပြီးခဲ့ဘွယ် อืมบ่คงเลยสิเดนี่ไปเลยสิ40นี่กว่าเลยสิเนาะบ่หลุดเลยมวยกันนั้นเลยสิเฮาล่ะบ่ล่ะบ้ามากูไม่หลุดออกยังงั้นเนี่ยโทรมาล่ะเด้อือบ่โทรอยากอูจ้ะเนาะจนบ่โทรแน่လာစိုက်တယ်လောက်ပြတော့လင်းကန်းနဲ့ထိုးရမလားမထိုးနဲ့